လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိသမျှချက်လက်လေးတွေကိုပြောပြချင်ပါလိမ့်ပထမဦးဆုံးပြောချင်တာကနှလုံးလန်းအနည်းအမြင့်ပါဒီအကြောင်းကိုပြောမယ်ဆိုရင်သင်လဝါပြင်နှစ်ဖက်လုံးကိုကြည့်ဖို့လိုပါတယ်လဝါပြင်နှစ်ဖက်ကို ပူးကြည့်ပါပူးပြီးတော့နှလုံးလန်းတစ်ခုဟာအနည်းအမြင့်တူလားဘယ်ဘက်ကညာဘက်ထက်ပိုမြင့်လားဘယ်ဘက်ကပိုနေလဲဒါကိုကြည့်ရပါလိမ့်မယ်အဲ့ဒီလိုကြည့်ပြီးဟောပြောရပါလိမ့်မယ် နှလုံးလန်းအနေမြင့်တဲ့ပတ်သက်ပြီးဟော့ကင်းကဒီလိုပြအခုလိုလဝါးနှစ်ဖက်ပူလိုက်တာနဲ့နှလုံးလန်းတစ်ခုကထက်နေရင်တူညီနေတယ်ဗျအနေမြင့်ကတညီတည်းပဲဆိုရင်ခံစားမှုပြင်းထန်တဲ့သူပြဒီလိုလူမျိုးကအကွက်ချစီစဉ်တာမျိုးအင်မတန်သဘောကျတယ်လက်ထက်ရင်မိသားစုရောပတ်ဝန်းကျင်ရပါသဘောကျတယ်လို့လက်ထက်တက်ပါလိမ့်တကယ်လို့မိတ်ဆွေရဲ့ညာဘက်နှလုံးလန်းကဘယ်ဘက်နှလုံးလန်းထက်မြင့်နေဆိုရင် ဒါတော့မိမိထက်အသက်ကြီးသူကိုလက်ထက်ရတဲ့တဲ့သဘောဗျပတ်ဝန်းကျင်ရဲ့တီးတိုးဝေဖန်တာတွေကိုလည်းပြီးမဆိုင်တတ်ဘူးကိုယ်အစဉ်ပြေသလိုနေထိုင်ဖို့အတွက်ရွေးချယ်တတ်တယ်မိမိရဲ့အိမ်တော်ဘက်ဟာမိမိထက်အသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေကိုယ်မဆိုင်တတ်ပါဘူးမိမိအိမ်တော်ဘက်သာအတ္တိကဆိုတာထားတဲ့သူမျိုးပေါ့တကယ်လို့ညာဘက်နှလုံးလန်းကဘယ်ဘက်နှလုံးနှမ်းနဲ့နေနေဒါဆိုရင်တော့ဒါရန်လိုတဲ့ပြုတ်မှုရှိတယ်မိမိထက်ငယ်တဲ့သူကိုလက်ထက်ရတတ်တယ် ဒါပေမဲ့လည်းထုံးစံမဟုတ်တဲ့အနေအထားပေါ်မှာတာယာတက်တယ်ဘသူ့ကိုမှကယူမဆိုင်တက်ဘူးလို့ဟောကိထွက်ပါလိမ့်နောက်ထပ်တစ်ခုပြောချင်ပါလေလောင်အောင်မြင်လမ်းကြောင်းတွေဖတ်တဲ့အခါမှာဂျိုးကုံတွေကလည်းကြည့်ဖို့အရေးကြီးတယ်ဗျဂျိုးကုံတွေဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့တောက်ကြဂျိုးကုံအင်္ဂါဂျိုးကုံကြာတာပလီဂျိုးကုံစနေဂျိုးကုံတနင်္ဂနွေဂျိုးကုံဘုဒ္ဓဟူးဂျိုးကုံအပြီးတော့ အင်္ဂါဂျိုကုံအမတနင်္လာဂျိုကုံလိုပဲဖြစ်ပါတယ်ဒါတွေကအဓိကသိရမယ့်ဂျိုကုံတွေပါဂျိုကုံတွေရဲ့သဘောတဘာဝအလိုက်ကတော့ရှိပါတယ်ဂျိုကုံတွေရဲ့သဘောတဘာဝအလိုက်ကိုနောက်မှရှင်းပြပါမယ်အခုပြောချင်တာကမွေကန်ကောင်းတဲ့ဂျိုကုံလက္ခဏာတွေကိုပြောချင်တယ်ဗျတကယ်လို့မိတ်ဆွေလက်ဝါးပြင်မှာလက်သကြွယ်အောင်တနင်းကွန်ရီဂျိုကုံလက်မအောင်တောက်ကြဂျိုကုံ လက်ညှိုးအောက်တာတာပတိဂျုံတွေဟာထင်ရှားပေါ်လွင်နေတဲ့တဲ့ဒီနယ်ပယ်တွေနဲ့ဆိုင်တဲ့လက်ချောင်းတွေဟာကျေပြန့်မြင့်မာနေရမယ်အဲ့ဒီဂျုံတွေမှာကောင်းတဲ့လက္ခဏာအမှတ်သားသင်္ကေတတွေရှိရမယ်ဂျုံဟာမိမိတနင်္ဂနွေဂျုံကဘာကိုပြောလဲဆိုတော့မိမိကျန်စီလောက်ကသမျှအောင်မြင်မှုရမယ်လို့ဆိုပါတယ်။တောက်ကြကြုံကဘာကိုပြောလဲဆိုတော့ဘဝကိုတက်တောင့်တက်တာအခြေအနေပေးစွမ်းနိုင်ပါလိမ့်မယ်။တောက်ကြကြုံကောင်းရင်တင်းပွားဟာ ဘာမှအပင်ပန်းခံလှုပ်ရှားစရာမလိုဘဲနဲ့အေးဆေးဖြတ်တန်းနေရပါလိမ့်မယ်။လက်ညှိုးအောင်ကြာတာပလေးကြုံကိုကောင်းရင်တော့သင်ဟာခေါင်းဆောင်မှုရေသွေးနဲ့ပြီးပြည့်စုံမဲ့သူဖြစ်ပါတယ်။အဖွဲ့အစည်းတွေလုပ်ငန်းတွေကိုဦးဆောင်နိုင်မဲ့သူဖြစ်ပါတယ်။ဒါကြောင့်ဒီတနင်္ဂနွေကြာတာပလေးတောက်ကြကြုံကိုမြင်မောက်ကျေပြန့်နေရင်အားလုံးခြုံပြောရရင်တော့ငွေကြေးကံအရန်ကောင်းတဲ့သူတွေမှာ ပါတဲ့လက္ခဏာလို့ပြောလို့ရပါတယ်။တင်းလောက်ပါပြပါမှာ ငွေကြေးကံကောင်းတဲ့သင်္ကေတတွေဘလို့ပဲပါပါသေးဗျာအခုပြောတဲ့ဂျိုကုံသုံးခုမကောင်းဘူးဆိုရင်တော့ငွေကြေးကံကောင်းတဲ့သူလို့ပြောဖို့ခက်ပါတယ်နောက်ထပ်တစ်ခုပြောချင်ပါတယ်တင်းလက်ချောင်းလေးတွေကဘလို့ပုံစံရှိလဲတင်းလက်ချောင်းလေးတွေကဘာလို့ပြောလဲကြည့်ရအောင်ဗျာဒီမှာဆိုရင်လက်ချောင်းပုံရှိပါတယ် ABC နဲ့ခွဲထားပါတယ် A လက်ချောင်းကတော့တစ်ဖြောင်တည်းလက်ချောင်းပေါ့ B လက်ချောင်းကတော့ ွေးညွတ်တဲ့လက်ချောင်းစီလက်ချောင်းကတော့ဘူးတစ်တီနဲ့လက်ချောင်းလို့ပြောလို့ရပါတယ်ဒါဟာလက်ချောင်းပုံစံတွေပါတကယ်လို့သင်ရဲ့လက်ချောင်းဟာအေးပုံစံပေါ့ရှိနေမယ်ဆိုရင်တော့မိတ်ဆွေဟာအတွေ့သမားစိတ်ကူးခံစားတတ်သူပြတ်မှားကြောက်ပြီးတော့စိုးရိမ်လွန်တတ်သူလို့ဆိုပါလေတခါတရံမှာတော့ရရင်ပြတ်သားတယ်တခါတရံမှာတော့ကြောက်တတ်တယ်မိတ်ဆွေဟာလက်ရှိအနေထားထက်လွတ်လွတ်လပ်လပ်နေထိုင်တတ်တယ်ပတ်ဝန်းကျင်မှာတော့မိတ်ဆွေဟာတခြားသူတွေဘေးမဖြစ်အောင်နေထိုင်ဖို့စူးစမ်းတူပါ တခုကတော့ပဝန်းကျင်အကြောင်းတော့တည်ထောင်လေးလာသင်ပါတယ်။မိတ်ဆွေအားဖြောင်းမဲ့သူကိုသဘောကျတယ်လို့ဖြစ်ပါတယ်။လိန်ညာတော်ကိုယွန်းရှာသူဖြစ်ပါတယ်။သူတော်ကောင်းရောက်ဆောင်ခြင်းနဲ့ပြည့်ရဲ့များခြင်းကိုလည်းလုံးဝသဘောမကျတတ်ပါဘူး။တကယ်လို့မိတ်ဆွေလက်ချောင်းကဘီပုံတန်းလေးဖြစ်နေမယ်ဆိုရင်တော့တိတ်ခါကိုတံမိုးထားတဲ့သူမှာအချီးအမလည်းယူမှုချစ်တဲ့သူပါ။မိတ်ဆွေရဲ့စိတ်ကူးအယုံတစ်ခုလုံးကိုအဲ့ဒီချီးရတဲ့သူပေါ်မှာအားလုံးတည်ဆောက်ထားပါတယ်။သူများတကပေါ်တည်ဆောက်ထားတဲ့အတွက်ကြောင့် မိတ်ဆွေရဲ့ကောင်းချင်းဆိုချင်းတွေဟာသူများတကာပုံမှာပဲသက်ဆိုင်နေပါတယ်။မိတ်ဆွေရဲ့ရဟဘူရာကြောင့်နေထိုင်တဲ့သူဖြစ်ပြီးတော့အတွေ့နဲ့ခံစားချက်တွေကိုမျိုးသိချုပ်ချယ်တတ်သူတွေလည်းဖြစ်ပါတယ်။ပြက်သားသူလည်းဖြစ်တယ်။ပြီးတော့မိတ်ဆွေရဲ့လမ်းကြောင်းကိုဘသူကတတရောင်းအောင်ရှောင်းမှာပဲဖြစ်တယ်။မိတ်ဆွေချမှတ်ထားတဲ့အစီအစဉ်တော့ကိုပဲမိတ်ဆွေဟာအမြဲတမ်းလုပ်ပါပါ။နာကျင်မှုကိုလည်းဘတော်မှမစိုးရင်တတ်ဘူး။ခြေနေစိုးနေသည့်တိုင်အောင် တယောက်ထဲချင်းဒီမှာတော့မှမိတ်ဆွေဟာဘာမှမဖြစ်တယ်လို့ဟန်ဆောင်ကောင်းနေတတ်ပါတယ်မိတ်ဆွေရဲ့လက်ချောင်းပုံစံတွေဟာစီပုံတရံဖြစ်မယ်ဆိုရင်တော့စိန်ခေါ်တာတွေတရင်ချက်လက်တစ်တည်းအခြေအနေတစ်တည်းကိုလိုမရှိဘူးမိတ်ဆွေဟာကိုယ့်ဘာသာကိုကိုတောင်းနေကိုပဲနေတတ်တယ်ဒါပေမဲ့တခြားသူတွေရဲ့တွေးမြင်ကိုတော့လေးစားတတ်တယ်မိတ်ဆွေဟာဖြတ်ထုတ်ညံကောင်းတယ်တခါတည်းဝီယောတိဖြစ်တဲ့အခြေအနေတွေကိုဆုံးဖြတ်ရမယ့်အခါမှာမိတ်ဆွေဟာမာနာကြီးကြီးထားပြီးတော့ တစ်ဖက်သက်အမြင်နဲ့ဆုံးဖြတ်တတ်တာကိုတော့အင်မတန်မှသတိပြုရမယ်လို့ပြောချင်ပါလေနောက်တစ်ခုပြောချင်ပါလေတောက်ကြကြုံကုန်ကောင်းရင်ဘာဖြစ်တယ်လဲမကောင်းရင်ဘာဖြစ်တယ်လဲကြည့်ရအောင်ဗျာတောက်ကြကြုံကုန်ဟာလမအောက်ခြေအပိုင်းတလန်းကြောင်းဝိုင်းပတ်ထားတဲ့နည်းမြေပဲဖြစ်ပါလေဒီပုံကြည့်ပါတောက်ကြနည်းကြုံကုန်ကျင်းတဲ့ပုံနဲ့ခြေတဲ့ပုံပါတောက်ကြကြုံကုန်ကျပြတ်ရင်ဆွေမျိုးမွေးချင်းများပြတယ်ချွေးရံများပြတယ် ိမိကိုမှုခိုးသူများပြားတယ်မိသားစုတာဝန်ကိုပင်ပန်းစွာထမ်းဆောင်ရတတ်တယ်။တောက်ကြကြကုန်ကြက်ပြန့်သူဟာမိသားစုနဲ့ပတ်သက်ရင်စိတ်စေနာကောင်းတဲ့ပံ့ပိုးကူညီသူဖြစ်ပါတယ်။မိသားစုကိုအမြဲတမ်းကြည်တဲ့သူဖြစ်ပါလိမ့်။ပြိပခီရဝိခီတွာလာရတတ်တဲ့သူဖြစ်ပါတယ်။တကယ်လို့တောက်ကြကြကုန်ကျင်းရင်တော့ဆွေမျိုးမွေးချင်းနဲ့ပါတယ်ဗျ။ချွေရန်ပေါင်းတဲ့နဲ့ပါတယ်။ကိုယ့်ကိုမှုခိုးမဲ့သူလည်းနဲတယ်။မိသားစုတာဝန်ကြီးလေးစွာထမ်းဆောင်မှုနဲ့တယ်။တခုတော့တတိထားပါမယ်။ မိမိရဲ့ငွေကြေးစည်းစိမ်ဥစ္စာတွေကိုငွေချင်းမဟုတ်တဲ့တခြားသူတွေရဲ့ချဲလက်ယူငင်ချင်းခံရတတ်ပါတယ်အင်မတန်ဆိုးဝါးတဲ့ကိစ္စပါခီးသွားလာမှုတွေနဲ့မွေးရမြင်ပါပဲအခြေချတက်ပြီးသွားလာလှုပ်ရှားမှုနည်းတဲ့သဘောမျိုးသက်ရောက်ပါတယ်နောက်ထပ်လေးလာမိတဲ့လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်လက္ခဏာလမ်းကြောင်းမှာအဓိကကြတဲ့လက္ခဏာလမ်းကြောင်းကြီး၄ခုထဲမှာပါဝင်တဲ့ဥကောင်းလမ်းကြောင်းအကြောင်းပြောခြင်းနဲ့ပြ။ဥကောင်းလမ်းကြောင်းဆိုတာမိတ်ဆွေဘွားမှာ ဘယ်တိုင်းတာအခြေအနေထိရောက်ရှိနိုင်မလဲဒါကိုပြပါလေဥကောင်းလမ်းကြောင်းဟာဒါကြောင့်အရေးကြီးတဲ့လက္ခဏာတွေထဲမှာပါဝင်ပါလေတချို့ကတော့ဥကောင်းလမ်းကြောင်းကိုညံလမ်းကြောင်းလို့လည်းပြောကြပါလေဥကောင်းလမ်းကြောင်းနဲ့ညံလမ်းကြောင်းဟာအဓိကအတူတူပဲလို့ပြောချင်ပါလေနှစ်ခုလုံးကတော့စဉ်းစားဆုံးဖြတ်ခြင်းကိုယ်ရည်ကိုယ်သွေးဆိုင်ရာတွေကိုပြပါလေကြည့်ပါဦး လက္ခဏာမှာဥကောင်းလန်းအကြောင်းဟာရှေရှားနေရင်မိဆွေရဲ့တွေးမြင်ဟာရှင်းလင်းပြတ်သားတယ်အကောင်းမြင်စိတ်ရှိတယ်တခြားသူတွေအတွက်လည်းထဲသွင်းစဉ်းစားပေးတတ်တယ်ဒီလိုတွေးမြင်ရှင်းလင်းမှုဟာအခါတရံမှာတစ်ကြိမ်တော့မိဆွေဟာစွတ်တရမမဲ့မမဲ့လောက်ကန်တတ်ပါတယ်တကယ်လို့မိဆွေဥကောင်းလန်းကြောင်းဟာအလေလက်သာရှိတယ်ဒါဆိုရင်တော့မိဆွေဟာနေထိုင်ပြောဆိုတည်ငြိမ်တယ်အမြဲတကြွရှင်လန်းသူဖြစ်တယ်တစ်ကြိမ်တစ်ခါမှာတော့မိဆွေဟာဥကောင်းလန်းရှိတဲ့သူတစ်ယောက်မှစွန့်စွန့်ရင်မြင်မှတတ်ပါတယ် တကယ်လို့မိတ်ဆွေဥကောင်းလန်းဟာတိုးနေတယ်ဆိုရင်တော့စိတ်မြန်တယ်စတူဒီယိုလောက်တက်တယ်ပဝန်းကျင်ကိုဂယူးမဆိုင်ဘူးကိုလို့ရအကျိုးပေးကိုလည်းတိတ်မထက်တော့ဘူးကိုလို့ရပေါ်စိတ်ပြတ်ခြင်းလည်းနေပါတယ်ဒါပေမဲ့လက်တွေ့ကြတဲ့လုပ်ငန်းတွေမှာအကျိုးမြတ်ထွက်အောင်ဆွတ်ဆောင်နေပါတယ်မိတ်ဆွေဥကောင်းလန်းဟာဖြောင်တန်းနေခဲ့ရင်တော့မိတ်ဆွေဟာအရရဝဝေဖန်ခွဲချတတ်တယ်စုံဖြတ်ချက်ခံပါလေဗျပြီးတော့စိတ်ကူးမမြင်ဘူးလက်တွေ့ကြတယ်ဒီလက္ခဏာမျိုးဟာတူတန်အတွေးအမြင်မျိုးတွေရှိတတ်ပြီးသင်္ချာစီးပွားရေးသိပ္ပံနည်းပညာနယ်ပယ်မှာကောင်းစွာကျွမ်းကျင်ပါလေ။ ်မိတ်ဆွေဥကောင်းလန်းကိုညွှန့်နေတော့စိတ်သဘောထားပြည့်ပြည့်စုံလို့ပြောလို့ရပါတယ်တိုးချောင်းစင်ကြင်ညာရှိတယ်အထူးကျွမ်းကျင်တော်ကလူများခန်းစားကြနားလဲပြီးစင်ပြောင်းပေါင်းသစ်တူဖြစ်ပါတယ်ဒီလမ်းကြောင်းမျိုးဟာလူလူဆက်သွယ်ရေးလုပ်ငန်းတွေစာပေဂီတနုပညာလုပ်ငန်းတွေမှာအောင်မြင်တတ်ပါတယ်မိမိစွန့်ရီပရိုမီကို လူများသိအောင်ဖော်ထုတ်တတ်သူလည်းဖြစ်ပါတယ်တကယ်လို့မိတ်ဆွေရဲ့ဥကောင်းလန်ကအောက်လဝဆောင်ဘက်တနင်္လာကျုံဘက်စီကိုတော့မှကိုင်းညွတ်သွားရင်တော့မိတ်ဆွေဟာစိတ်ကူးစိတ်တန် ရန်ကောင်းသူတို့ပြောလို့ရတယ်ဗျာအသစ်တီထွင်ဖန်တီးတဲ့ဉာဏ်ပါရမီရှိတယ်လူပညာဝါသနာကြီးတယ်ဒီလမ်းကြောင်းမျိုးဟာစိတ်ခံစားချက်ရဲ့လွှမ်းမိုးခြင်းခံရလို့ကြပြပကြီးစာရေးဆရာပြဲတို့စိတ်ကူးညံ့တဲ့လောကရတဲ့နယ်ပယ်တွေမှာအရန်ကျိုးဖြစ်ထုံပါလေအမှန်ပဲဒီလမ်းမျိုးဟာစိတ်ခံစားချက်ကိုသာဦးစားပေးတယ်လို့ငွေကြေးကိစ္စစနစ်တကျကန့်တွဲမဲ့အနေထားလုံးဝမကြိုက်ပါဘူးငွေသုံးချမ်းတဲ့သူလို့ပြောလို့ရပါတယ်ငွေကြေးနဲ့ပတ်သက်ရင်ဗျံပတာလုပ်တဲ့သူတွေအများစုမှာအဲ့ဒီလိုလက်မျိုးပါပါတယ် လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေကိုပြောပြတာပါနောက်ဆက်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ